မင်္ဂလာပါ YouTube Office Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမိုးလေးဖွဲတုံးဆိုတဲ့သတင်းကို tutorial လုပ်ပေးခြင်းပါတယ်ဒီသတင်းကတော့အရင်တော့ trainer ဘောနဲ့မျိုးကြော်မြိုင်နဲ့တည်ဆူထားတာဖြစ်ပါတယ်အခုကတော့ Joey တည်ဆူထားတဲ့ version လေးကိုကျွန်တော် tutorial လုပ်ပေးခြင်းတာဖြစ်ပါတယ်ဒီသတင်းလေးဘာဖြစ်လို့ရွေးထားလဲဆိုတော့ကျွန်တော်ဒီနေ့မှာလက်ခတ်တည်လေးနဲ့ mix set ပေးခြင်းလို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်နဲ့တူတူလိုက်ပြီးရမယ်လက်ခတ်လေးကတော့ country folk ဆိုတဲ့လက်ခတ်လေးဖြစ်ပါတယ်ဒီလက်ခတ်လေးမှာတော့1 2 3 and 4ဆိုပြီးရရှိပါတယ် ူကတော့44 time မဟုတ်ပါဘူး24 time ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ဘာမှဆိုလို့ရှိရင်1 2 3 and 4 1 2 3 and 4ဆိုပြီးတော့နှစ်ခါတီးရမှာဖြစ်ပါတယ်နှစ်ခေါက်ပြန်တီးမှသူကတစ်ဘာပြည့်မှာဖြစ်ပါတယ်သူ့ရဲ့လက်ဆက်လေးကိုကြည့်လိုက်ရအောင်နော်ဥပမာကြီးနဲ့ပြီးမယ်ဆိုလို့ရှင်1ဆိုရင်ကျွန်တော်တို့ကကတာကျိုး3ကျိုးပွားကျိုး3ကျိုးဒီမယ်1ပြီးလို့ရှင်2ဆိုရင်6ကျိုးလုံးဝဒီမယ်2 3 and ဆိုတော့ချပင်ပြီးရင်4ဆိုတော့ပြန်ချမယ် အဲ့ဒါမျိုးနှစ်ခါလေးရမှာဖြစ်ပါတယ်1 2 3 and 4နောက်တစ်ခါ1 2 3 and 4အဲ့လိုနှစ်ခါလေးမှသာတင်သူကတပားပြေတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် G နဲ့ D နဲ့ဟာပါလေးတီးပြမယ်နော်1 2 3 and 4 1 2 3 and 4 1 2 3 and 4 Okay မိတ်ဆွေတို့အနေနဲ့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ် လက်ခံလေးကိုပြောပြီးသားပြီဆိုတော့ကျွန်တော်တို့ decision မှာပါတဲ့ call လေးတွေကြည့်လိုက်အောင် decision ကိုတော့ jewel က a key နဲ့ဆိုတာဖြစ်ပါတယ် a key မှာဘာ call လေးတွေသုံးထားလဲဆိုရင် a call ရယ် d call ရယ် e call ရယ် g flat minor call ရယ်၄ call သုံးထားရပေါ့နော် call ၄ call ပဲပါတဲ့အတွက်ကျွန်တော်ဒီတစ်ခါတော့ carbon နဲ့မညက်ပဲနဲ့ a key နဲ့တိုက်ရိုက်ဒီလိုက်တော့မယ်နော်ခါရင်းနေတွေကတော့ကျွန်တော်တို့ကာဗိုနဲ့ဒီရပေါ့နော်ကာဗိုနဲ့ A key ကိုဒီချင်နေဆိုလို့ရှိရင် guitar flat တိုင်းနဲ့ကွက်မှာညက်ပြီးတော့ D key နဲ့ကင်ပြီးတော့ဒီလိုက်တာပေါ့နော် ဂျီကီးနဲ့ပဲတီးချင်တယ်ဆိုရင်လည်းကျွန်တော်ပြောပြပါမယ်ဒီဇာလေးကိုကြည့်လိုက်ပါအခုက A ကီးနဲ့ဂျီကီးကိုပြောမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က AO တွေတိုင်းပါပြောင်းအောင်လဲဆိုတော့ G ကိုပြောင်းအောင်ပြီးလို့ရှိရင် D ကိုကြည့်လိုက်ပါ D ကတော့ A ကီးရဲ့ number 4เนาะ A D O တွေတိုင်းကျွန်တော်တို့က C ကိုပြောင်းအောင်ပြီးလို့ရှိရင် A ကီးရဲ့ number 5က E E O တွေတိုင်း G ကီးက D ကိုပြောင်းအောင် E O တွေတိုင်းကျွန်တော်တို့က D ကိုပြောင်းအောင်เนาะပြီးလို့ရှိရင် เอกีရဲ့နံပါတ်6ကိုကြည့်လိုက်ပါเอกีရဲ့နံပါတ်6က G flat minor เนาะ G flat minor ကိုတွေ့တိုင်းကျွန်တော်တို့ E minor ပြောင်းအောင်မယ်အဲဆိုတော့ကျွန်တော်တို့က A နဲ့ပြီးတော့ G တကီးမြန်ချတာပေါ့เนาะအဲ့လိုဒီသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှင်เนาะကျွန်တော်တို့က A ကိုတွေ့တိုင်း G ပြောင်းမယ် D ကိုတွေ့တိုင်း C ပြောင်းမယ် E ကိုတွေ့တိုင်း D ပြောင်းမယ်ပြီးတော့ G flat minor တွေ့တိုင်း E minor ပြောင်းပြီးတော့အာဒီမဲ့ဆိုလို့ရှင်ကာဘိုဂီတာရဲ့နှစ်ကွက်မြောက်မှာညက်ပြီးတော့ G key နဲ့ D ရင်းနဲ့ A တန်ထွက်ပါတယ်လို့ဟုတ်ကဲ့ပါ ကော်လေးတွေလည်းပြောပြီးသွားပြီဆိုတော့တခြင်းလေးကိုတီးလိုက်အောင်တခြင်းလေးမှာတော့ intro ကပထမဆုံးဘာမှာတော့ instrument အစုံမှာပါဝင်တဲ့ drum only ပေါ့နော်တပါးတီးထားပါတယ်ပြီးတော့မှကျွန်တော်တို့ music instrument အစုံနဲ့တီးထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဆက်ကြည့်မယ်ဆိုလို့ရှိရင် any bike ရဲ့ပေါ်က bass bike လေးရှိပါတယ်အဲ့ဒီမှာဘာလဲဆိုတော့ famara လေးနဲ့တီးသွားပါမယ်နော်ကျွန်တော်တို့ခောက်တီးပြမယ်နော်ပြုံးလေးများလုံးမိုးဇက်တွေ ယောနေမစေကိုရဲ့နဘေးမတွေ့ရသေးခင်တို့တယောက်လေးမပြောနိုင်ဘူးမြင်သေးပါစေဟုတ်ပြီအဲ့ဒါလေးကိုတော့သူကဖမာနာလေးနဲ့တစ်ချက်စီတီးသွားပါတော့အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်ပြီးတော့အန်နီကိုကြည့်လိုက်မယ်အန်နီမှာဆိုလို့ရှိရင်လည်းအပြောက်သုံးပေါက်ပြထားတယ်အပြောက်သုံးပေါက်ကဘာလဲဆိုတော့ဒီလေးပါးကိုအစာဆုံး သုံးခေါက်ပြန်ပြီးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အခုကျွန်တော်တိပြမှာလေးကတော့တမ်တမ်ပိုဘောနော်တမ်ပိုဆိုတာသရှင်ရဲ့အနည်းအမြန်ပေါ့နော်သရှင်ရဲ့အနည်းအမြန်ကငွေရင်းရှိရမဲ့တမ်ပိုထက်ကိုကျွန်တော်ရှော့ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့လိုက်ပြီးမယ်ဆိုလို့ရှိရင်ဒီလက်ခက်ကပထမဆုံးအခုမှတိမှာဖြစ်တဲ့အတွက်အဆင်မပြေဖြစ်မှာဆိုလို့ကျွန်တော်ကတမ်ပိုကိုရှော့ထားပြီးတော့တိပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်သရှင်လေးကိုအတူတူတိလိုက်အောင်နော် ဟုတ်ပြီမိတ်ဆွေတို့ဒါဆိုလို့ရှိရင်သဘောပေါက်မယ်လို့ပြောပြပါမယ်။မရှင်းတာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်။နောက်ဗီဒီယိုကြရင်လည်းကျွန်တော်ရှင်းပြတဲ့ပုံစံပြန်လာပေးပါမယ်။ Thank you ပါခင်ဗျာ။